ညိုတူကိန်းလုံးရှိလို့ရှိရင်တဲ့အရှင်တွဲပေါ်ပြရပါတယ်ဆိုတော့ဆရာတို့ဒီနန်းနန်းလေးပို့ပြီးတော့လွှဲအောင်အဲဒီလိုမျိုးစရားလေးလုံးလိုက်တာပေါ့နော်အဲဆိုတော့ဒီနမကကြီးမှဆိုသူကဘာလို့ရှင်တွဲပြီးပြညိုတူကိန်းလုံးနေရှင်တွဲပြမှာအဲ့မှာညိုတူတဲ့ဟာတွေဆရာတို့စုပါမယ်ဒီမှာ p လေး 4p ဆိုတော့ဒီမှာ negative 2p လေးဟုတ်တယ်နော်အဲ့ဆိုရင်ဆရာမကအဲ့ဒါနဲ့အဲ့ဒါနဲ့ကိုအရင်စုလိုက်ပါမယ်ဘာနဲ့ဘာနဲ့ရှိရလဲဆိုရင် 4p, negative 2p နော်ဟုတ်လား ပြီးရင်ဘာနဲ့ဘာနဲ့တူသေးလဲဆိုလို့ရှိရင်ကျွန်တော်စုမှာမို့လို့ဒီမှာ plus 6q နဲ့ plus 9q မို့လို့ c q နဲ့ 9q နဲ့ဒီလိုလေးစုလိုက်မယ်နော်ဟာလာအဲပြီးလို့ရှိရင်ဒီမှာခခွေလေးနော်ခခွေလေးကိုလည်းအဲ့လိုလေးပေါ့နော်ဒီနားလေးမှာရေးလိုက်သူ့ကိုလည်းအဲ့မှာဆိုတူတာလေးကိုစုမယ်တူတာစုမယ်ဆိုတော့อืมခခွေရရှိလားဟုတ်ရတူတာတခုမှလည်းမရှိဘူးမရှိရင်မထဲတော့ဘူးနော်ခခွေရတူတာမရှိဘူးဘာငယ် ခန်းငယ်မှာရှိတယ်ဒါဆိုရင်ကျွန်မခန်းငယ်လေးထည့်ပါမယ်ဟုတ်လားသူကပြောတယ်လေမြို့တူကဲလုံးများရှိလို့ရှိရင်ရှင်တွဲဖို့ပြပါလို့ပြောတာဖြစ်ရင်ကျွန်မဒီမှာရှင်တွဲဖို့ပြနိုင်မယ်ခန်းငယ်မှာကျတော့ဘာနဲ့ခန်းလို့လဲ3 chain နဲ့ဒီမှာ5 chain နဲ့တူရဟုတ်လားအဲ့တော့3 chain ပေါ်မှာ5 chain ပြီးလို့ရှိဒီမှာ k + 2k နဲ့ negative k နဲ့ k တွေတူတာနော်ဟုတ်လားအဲ့ခေတ်ကိန်းတွေတူတာနော်ဒါကြောင့်ဒီမှာဘာနဲ့ဘာနဲ့တော့ 2k နဲ့ negative k နဲ့ဟုတ်ပြီလား โอเคနောက်ဂါကြီးပေါ့ဂါကြီးက x y z โอเค x y z ဆိုတော့ကိုရောင်မဒီမှာလွယ်လွယ်လေးပဲဟုတ်လားအဲ့တော့ဂါကြီးကလည်းအမဘာနဲ့ဘာနဲ့ဆက်မှာတို့ရိုးတူတာလေဆိုလို့ရှိရင်ဖွဲထုတ်ပလိုက်တယ် 5x y z ပုံမှာဒီကဆက်မဆန်တော့ဘူးเนาะ negative 13 x y z ကဲဒါဆိုရင်ကျန်တဲ့ဟာရှာလို့ရမလားမျိုးတူသေးလုံးနေ نام خاطر جا